အားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့6ရက်4လ2025ရက်ဒါ La Liga ပွဲချုပ်သုံးသချက်၄ဘုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့ဒါ Wine Spot မှာဆောက်ကျင်တဲ့ညီကိုရီနဲ့ကလည်းဒါ Gobi ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပါလေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wine Spot မြန်မာ Facebook page နဲ့သူတို့ရဲ့ application သို့မဟုတ် website link ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လည်း24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ကျွန်တော်ဒါအစောပိုင်းအနေနဲ့ကတော့ဒါ Las Palmas နဲ့ဒါ Real Sociedad ပွဲလေးပေါ့လေအဲ့တော့ဒီမှာကဒီအဝေးခွင့်ကနေ Real Sociedad ဘက်က level 30ပါပါလေးဖွင့်ပြီးတော့နှလုံး80ရှုံးဆိုတဲ့ဂိုးပေါင်းကြီးပြင်းပြင်းနဲ့ဖွင့်နေထားတာဖြစ်ပါတယ်အဲ့တော့ပထမအကြော Real ရဲဆိုစီတဲ့အိမ်ခွင်းမှာတော့မှာရီရဲဆိုစီတဲ့ကတလုံး90ရှုံးပေးပြီးတော့ဇီးဇီးဆိုတဲ့ရက်လက်နဲ့ထွက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပထမကျောတလုံး90ရှုံးပေးခဲ့တာကြောင့်ဒီနေ့ဘက်မှာရီရဲဆိုစီတဲ့ပေးတဲ့နဲ့ကြီးကတလုံး90ပေါင်းပေးရမှာဖြစ်ပါတယ်။တလုံး90ပေါင်းစား level 30ဖြစ်နေတဲ့အတွက် body ဝင်ရောက တော်တော်လေးပျော့နေတာကိုတွေ့ရတယ်ဒါပေမဲ့နှလုံး80ရှုံးဆိုတဲ့ကိုပေါင်းဝင်ရောကြောင့်အဲ real society အနေနဲ့ဒီဘက်မှာခန်းစစ်ကတကူပေးရမယ့်အနေအထားဖြစ်နေတယ်ပေါ့နော်အဲ့တော့တစ်ဖက်က less bombers ကတော့ဒီနေ့ဘက်မှာအရန်ဂိုးသမားနေပဲနေပွဲထွက်လာမှာရှိတာကြောင့်တစ်ဖက်ကအမှတ်လူနေသော real society အနေနဲ့ကတော့ဂိုးရမယ့်အနေအထားလေးရှိနိုင်တာကြောင့်ဒီဘက်က ACC Bodinus ကို over 1.5လေးတော့ကြည့်ရမယ့်အနေအထားလေးရှိနိုင်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာသီမှာ less bombers အိမ်ခွင်မှာနောက်ဆုံးပေးခဲ့တဲ့ဂျီကတော့ဒါအဝေးခွင်ကနေ level 100ရှုံးအထိဖွင့်လှစ်ခဲ့ပြီးတော့ဇီးဇီးနဲ့ပွဲပြီးခဲ့တာကြောင့်အခုပေးတဲ့ level 30ဆို တဲ့အနေထားကြောင့် Real Sociedad အဲနိုင်ဖို့တော့သုံးမှတ်ရဖို့တော့အနေငယ်လीခဲရင်နိုင်တယ်ပေါ့လीအဲ့တော့ Real Sociedad အနေနဲ့က လက်ရှိလက်ကျန်ပွဲကလည်းပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့ဒါ Real Madrid အသင်းကို Copa del Rey ရှုံးနိမ့်ခဲ့တာကြောင့်ပွဲအနေနဲ့ပန်းနေတယ်။ကံစရာလဲ La Liga ပဲရှိတော့တဲ့အနေအထားမျိုးမှာဥရောပဝင်ခွင့်အတော့ကလက်ရှိ38မှတ်ဆိုတော့အဲကိုးမှတ်လောက်တော့လုံနေတဲ့အနေအထားမျိုးဖြစ်တာကြောင့်ဝင်လာတော့ဝင်ကောင်းဝင်နိုင်တယ်ပေါ့နော်။အဆင့်5 6ရက်တီအတွက်ဒါလုံးမန်းနေတဲ့အနေအထားမျိုးမှာလည်းပဲ30နဲ့စဉ်းစားမယ်ဆိုရင်တော့အနေငယ်လေးတော့ပျော့တယ်ဗျ။အဲ့တော့ဒီတစ်ဖက်က Las Palmas အသင်းကလက်ရှိပြန်ပွဲတော့မှာတောက်လျှောက်တော့9ရနေတယ်။ဒါပေမဲ့အဓိကအားနေချက်ကတောက်လျှောက်9ပေးရတဲ့အချက်ပါ။နောက်ဆုံးပွဲ Alaba အသင်းကိုဒါတူတူနဲ့ပွဲပြီးတယ်။နောက်ဆုံး းဝင်းကဆက်တာဗီကိုဘောမှာဝန်းဝန်းဖြစ်တာကြောင့်ဘူဒီနုစကိုလီတော့တောက်လျှောက်တော့ဖြစ်ထားတယ်ပေါ့လေအဲ့တော့ရီယယ်ဆိုစီတွေကိုပြန်ကြည့်ရရင်လည်းလက်ရှိနောက်ဆုံး၅ပွဲမှာ၄ပွဲတိတိဂိုးပေါ်ထားတယ်ပေါ်တာတော့မှတော်တော်လေးပေါ်တဲ့အနေထားပေါ့နော်ရီယယ်မက်ဒရစ်အင်္ဂွန်မှာဖလားပွဲကို3 4နဲ့ပြီးအချိန်မိုးရောက်တဲ့4 4ဖြစ်တယ်ဆိုတော့လူမျိုးနေထားတွေဖြစ်ထားတယ်တော့လာလီဂါမှာနောက်ဆုံးပွဲကလည်းဗီလာဒိုလစ်အသင်းတို့မျိုးအသင်းကိုအောက်ဆုံးကအသင်းကို2-1နဲ့ဂိုးပေးရတဲ့အနေထားမျိုးမှာလက်ရှိတစ်ဖက်ကလက်စ်ပါမက်စ်အင်္ဂွန်မှာနှလုံး80ရှုံးဖွင့်လှစ်မှုအရာကတော့ဒီဘွဲတော့ကျွန်တော်လက်စ်ပါမက်စ်ဂိုးပေါ်လေးပဲကြိုက်ပါတယ်နော်အဲ့တော့လက်စ်ပါမက်စ်ဂိုးပေါ်ပါအဲ့တော့နောက်တစ်ပွဲကဆဗီ ီလာနဲ့တီကိုပဲဒီဘွဲတော့အရန်ကြီးတော့မကြိုက်ဘူးတီကိုဘက်က level level 40ရှုံးပေးထားပြီးတော့နှလုံးကို40ရှုံးနဲ့ပြန်ကားထားတာဖြစ်ပါတယ်ပထမကြောတော့ကတီကိုအိမ်ခွန်းမှာတီကိုဘက်ကတလုံး90ရှုံးပေးတယ်သူလည်း43နဲ့ပထမကြောကြီးရှုံးခဲ့တယ်ဆိုတော့ဒုတိယကြောမှာတကယ်တမ်းဒီနေ့ပေးတဲ့နယ်ကြီးကတလုံး90ရှုံး ဒီကိုဘက်ကပေးရမှာဖြစ်ပါတယ်။တလုံး50ရှောင်းရှုံးစားဒီပွဲလဲ level 40ပဲပါပါလေးဖွင့်လှစ်ထားတဲ့အနေအထားမျိုးမှာ body ကြီးရတော့ပျော့တယ်ဗျ။မနေ့ကစီဗီလာအင်ကောင်းမှာဒီကိုပေးတာတော့မှ level 100ရှုံးကြီး 1C နဲ့ပဲပွဲပြီးခဲ့တာဖြစ်ပါတယ်။ဆိုတော့အခုပေးတဲ့ level 40ဆိုတာဟာဒီကိုနိုင်ဖို့တော့အနှင်းငယ်လေးခင်းရင်မဲ့ဂျင်းမျိုးဖြစ်ပါတယ်။ဒါတပကစီဗီလာအင်းကလည်းလက်ရှိခြေစွမ်းကမမှန်နေဘူး။ဘီဘာအိုအင်းကိုအင်ကောင်းမှာနောက်ဆုံး Z1 နဲ့ရှုံးနေထားတယ်။အဲတော့ကလည်းဘီဘာအိုအင်းကဒဲကြီးပေးခဲ့တာဖြစ်ပြီးတော့ကြီးပြော့ခဲ့တာဖြစ်ပါတယ်။ဆိုတော့စီဗီလာကယုံစားလို့မရတဲ့အင်းထဲမှာပါတယ်။ဒါပေမဲ့စီဗီလာအင်ကွင်းကတော့အရန် ီးဖွင့်ဆော့တဲ့အသင်းထဲမှာမပါဘူး။ Bolton တို့ score တွေဖြစ်ပေမဲ့လို့ Under 2.5တွေတော်တော်လေးများပါတယ်နော်။နီးပြားတဲ့လက်ထက်မှာ။အဲ့တော့တစ်ဖက်က Tico ဟာမနေ့ကဒါ Real Madrid ကို Barcelona ကိုရမှတ်ဆုံးရှုံးခဲ့တဲ့အနေအထားမျိုးမှာလက်ရှိ Barcelona 68မှတ် Real Madrid က63မှတ်နဲ့ Atletico Madrid က58မှတ်ဆိုတော့အသင်ချကနန်းအရာအဖြစ်တော့ Barcelona နဲ့ဆက်မှတ်ပဲကွာတာကြောင့်လိုက်ရင်တော့မှီသေးတယ်။အဲ့တော့ Tico အသင်းဟာလည်းပြီးခဲ့တဲ့ပွဲမှာ ဖလားပွဲမှာเนาะစပိန်ဖလားပွဲမှာလည်းဒါဘာစီလိုနာတင်းကို0-1နဲ့ရှုံးနေခဲ့တာကြောင့်ကန်စီယာဒီတစ်ခုပဲရှိတော့တဲ့အနေအထားမျိုးဖြစ်တာကြောင့်လက်ရှိပြီးတဲ့ဂျီနဲ့ထက်တော့မယ်ဆိုရင်တော့ဒီဂျီကအနှင်းငယ်လေးတော့ပျော့နေပြဆိုတော့ဒါကောင်မှနှလုံး40ရှုံးနဲ့ပြန်ကားထားခြင်းအပြင်ကျွန်တော်ဒီဘွဲလေးဇုံအောက်လေးကြိုက်တယ်ဆဗီလာဘော်ဒီတော့မဟုတ်ဂိုးအောက်နှစ်ချောင်းလေးရတစ်ချောင်းဝင်မယ်ထင်ပါတယ်โอเคအဲ့တော့နောက်တစ်ဘွဲကဗယ်လာဒိုလေးနဲ့ဂရာဖီဒီဘွဲလေးတော့ကြိုက်တယ်ကျွန်တော်မောင်းထဲမှာထည့်ထားတယ်ဂရာဖီကအဝေးခွင့်ကနေလေးပဲ80ပေးထားပြီးတော့နှလုံး30ပါဝင်ရုံနဲ့ပြန်ကားထားတယ်ပုံမှန်အဖြစ်အသိန်းကြီးအနေနဲ့အိမ်ခွင့်မှာလေဗယ်တရာရှုံးဝင်ရုံမှာမှနှလုံး30 30ပေါင်းနဲ့ဆိုရင်တော့တေချာပေါက်ဒါအပေါ်ကြီးအောင်နိုင်တယ်ဒါကမှအခုအဝေးဝင်းကနေ graphic အသင်းအနေနဲ့နော် velador ရဲ့အင်ကုန်မှာပြန်ဖွင့်တယ်နှလုံး30ပေါင်းဆိုတဲ့ဂိုးပေါင်းဝင်ကိုဖွင့်လှစ်ခြင်းအားဖြင့် bbo g out ဝင်မဲ့အနေဒါတော်တော်လေးများသွားပါတယ်ပထမကျော့ graphic အင်ကုန်မှာတစ်လုံး50ပေါင်းပေးတယ် 2z နဲ့ g အောင်ခဲတာကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့နေကြီး graphic level 50ဝင်ခြင်း level 30 40 50လောက်ပဲပေးရမှာဒါကို level 80အထပ်ပေးထားတယ်ဆိုတော့ ဒီ graphic ကြီးကတော့တော်တော်လေးတော့ပြင်းတယ်ပေါ့လေအဲ့တော့နောက်ဆုံး၃နှစ်ဆက် Valladolid အိမ်ဝင်မှာ Valladolid ဘက်ကပဲကြီးပြန်ပေးခဲ့တာဖြစ်ပြီးတော့အခုပေးတဲ့ကြီးကတော့ဒါ graphic အနေနဲ့တော်တော်လေးပြင်းတဲ့အနေထားမှာရှိပါတယ်အဲ့တော့တစ်ဖက်က Valladolid ကိုပြန်ကြည့်ရရင်တောက်လျှောက်ကအဆင်မပြေဘူးတန်းဆင်းသွားရမယ့်အနေထားတော်တော်လေးများပါတယ်သူတယောက်တည်း16မှတ်နဲ့အောင်ဆုံးမှာရက်တည်နေတာသူ့ဘောက Las Palmas တောင်း26မှတ်ရှိတယ်လီဂါနက28မှတ်နဲ့ဒါ Alava ကရမှတ်30ဆိုတော့လက်ကျန်ပွဲသိမ့်မလို့တဲ့အနေထားမျိုးမှာအခုလိုမျိုးကြီးပေးထားပုံရဒီပွဲလေး Valladolid ရလာကောင်းမယ့်အနေထားမှာမရှိနိုင်ဘူးနောက်တစ်ချက်က အေးတဖက graphic ရဲ့ဒီဟာဒီအဝေးခွင့်ဖောင်အရန်ကောင်းတယ်ဗောနော်။အိုဆာဆူနာအသင်းကိုနောက်ဆုံးအဝေးခွင့်မှာ1 2နဲ့အောင်လာခြင်းဖြစ်ပါတယ်။ဒါပေမဲ့ light ဒီလီကာနဲ့အပွဲမှာတော့ဒဲဂျီမျိုးကို1-0နဲ့ပွဲပြီးထားတယ်။ဂျီရိုနာအင်ကွန်းမှာနိုင်တယ်အလာဘတ်ကိုနိုင်ထားတယ်။ဆိုတော့အဝေးခွင့်ကတော့ graphic အလုပ်ဖြစ်တယ်ဗောလေ။ဆိုတော့တခုထူးခြားတာကလေ graphic ဒီဟာဒီအဝေးခွင့်ကနေဒီလာလီကာ1မှာ ဲ graphic အဝေးဝန်းကနေအင်ကွင်းအသင်းတွေကိုတစ်ခါမှကြေးမပေးဘူးပေါ့နော်အပြင်းဆုံးကြီးကတော့ဒီဒီလီဂါနဲ့အင်ကွင်းမှာလက်ရှိအဆင့်16ဖြစ်တဲ့တန်းစင်းဆောင်ကလီဂါနဲ့အင်ကွင်းမှာဒဲကြီးပေးတာဒါအပြင်းဆုံးကြီးပါပဲဆိုတော့အခုပေးတဲ့ level 80ဆိုတဲ့အနေထားအရာ ီဘွဲကတော့ graphic နိုင်မဲ့အနေအထားလို့တော့ယူဆပါတယ်အဲ့တော့ level 90မှာမှနှလုံး30ပေါင်းဆိုတဲ့အနေအထားကြောင့်လေတပတ်က velatolic ကိုရဖို့ခက်ခဲမဲ့ပွဲလို့ပဲယူဆပါတယ်အဲ့တော့ယူမယ်ဆိုရင်ကျွန်တော်တို့ဒါ mount ထဲမှာ graphic body လေးထည့်ထားပါတယ် graphic body ဖြစ်ပါတယ်အဲ့တော့နောက်ဆုံးပွဲကတော့ဒီ valerian နဲ့ biba ကိုပွဲပေါ့နော်အဲ့တော့ valerian အနေနဲ့ level 30ရှုံးကိုမှဒါနှလုံး100ရှုံးဝင်ကိုဖွင့်လက်ထားတယ်ပထမကျော့ biba ကိုအင်ကုန်မှာ level 100ရှုံးကြီးကိုကျွန်တော်တို့ဒါ 2z ဆိုတဲ့ရက်လက်မျိုးထွက်ပေါ်ထားတယ်ဒါကြောင့်ဒီဘက်မှာတကယ်နဲ့ပေးသင့်တဲ့ကြီးက DJP ရမှာဖြစ်ပြီးတော့အခုဒီ valerian ဘက်က level 30ပေးထားတယ်ဆိုတော့ biba ကိုနိုင်ဖို့တော့ ော့တိတ်တော့မသေးကြတဲ့အနေအထားမျိုးပါ။မနေ့ကလည်းဘီဘာအဝေးဝန်းကနေ level 100ရှုံးအထိဘီဘာကပြန်ပေးခဲ့ပြီးတော့2 3နဲ့နိုင်ခဲ့တာကြောင့်အခုပေးတဲ့ဂျီ Valerie ရဲ့ပြက်ဘက်ကပေးထားတဲ့အနေအထားမျိုးမှာ one is double chance ပဲဝင်ဖို့များပါတယ်။ဒါပေမဲ့ Valerie ရဲ့အသင်းဟာလက်ရှိကားနာဖောင်ရခန်းစစ်တောက်လျှောက်ပေါင်နေတယ်။အဆင့်6ကနေဒါအဆင့်5တက်လန်းနိုင်တဲ့အနေအထားမှာရှိတာကြောင့်ဒီဘွဲတော့မရမကအနိုင်ရမယ့်အနေအထားမျိုးမှာရှိတဲ့ဘက်ကဘီဘာအသင်းကတော့အောက်ကဒီ rear bucket တက်လာမယ့်အနေအထားမျိုးကနေကာကွယ်ရမယ့်အနေအထားဖြစ်တာကြောင့်ဒီဘွဲကမရမကဒီ မရရအောင်ကမ်းမဲ့အနေအထားလေးရှိပါတယ်အဲ့တော့ဘောကပြန်စင်းစားရင် Valerie ရဲ့တောက်လျှောက်ကအိမ်ဝင်းကတော့900ရတယ်ပေါ့နော်ဒီမှာတောက်လျှောက်ကြည့်ကြည့်လိုက်ဒီရာဒီဘယ်ပွဲပဲကန်ကန်နော်အဲ့တော့ La Liga တောက်လျှောက်ကဟို900ရတဲ့အနေအထားမျိုးဖြစ်တာကြောင့်နှလုံးတရာရှုံးဆိုတဲ့ဂျေးရ ဒီဘက်ကဒေဂျာပေါ့ဖီလာရီရဲ့ကိုးရမယ့်အနေအထားမျိုးတော့တွေ့ရတယ်အဲ့တော့ဘီဘာဟိုပြန်ကြည့်ရရင်လည်းဘီဘာဟိုအဝေးခွင်းကဟိုခန်းစစ်ကတောက်လျှောက်ပေးရတဲ့အနေအထားမျိုးဖြစ်တယ်ဆိုတော့ဘိုလင်းတူစကူလေးတွေအနေငယ်လေးများတယ်ပေါ့နော်ဒါကြောင့်ဒီလိုမျိုးအနေအထားမှာနှလုံးတရာရှုံးဆိုတဲ့ဂျေးရဘော်ဒီကအနေငယ်များမှာကြောင့်ကျွန်တော်ပြောလို့ကိုးဘော်လေးပဲကြိုက်တယ်ဗျာနော်ဖီလာရီရဲ့ကိုးဘော်ဖြစ်ပါတယ်โอเคဒါဆိုတော့ဒါဒီနေ့လာလီကလေးဝဲပြီးသွားပါပြီအဲ့တော့နောက်တစ်ပုတ်နောက်ဆုံးအပုတ်နေနဲ့ကျွန်တော်ပရီးမီးယားလိဘောချုပ်သုံးသပ်ချက်နဲ့အတူဒါဒီနေ့ရဲ့ဒါ6ရက်4ရက်2025ရဲ့ရွေးချယ်မှုအပုတ်လေးနောက်တစ်ပုတ်မှာတင်ပေးမှာဖြစ်ပါတယ်အားလုံးပဲကိုလက်ပါညီကိုရီနော်